တမနာချင်းမပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လွန်ဝေးပါ16ရက်6လ2025ရက်နေ့ရက်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့အောင်ပွဲနဲ့ဒုစာပြပြောမယ်အောင်ပွဲနဲ့စာပြပြောမယ်ဆိုလို့ရှင်တော့เนาะဖြစ်နေကြတိုင်းပဲဒါ DNA လေးထိန်းချုပ်ထားတဲ့เนาะနေရာဒေသတချို့မှာတက်ွက်တွေတောက်လျှောက်ပြင်းထန်နေတယ်တမရဝတီနောင်ချုံမြို့ကိုရရှိဖို့အတွက်ကိုဒါအဆောင်ကုန်တိုက်ခိုက်နေဖြစ်ပါတယ်เนาะဒီနေ့လဲစခန်းကုန်းတကုန်းတိမ့်မာတော့မယ်เนาะတိမ့်မာတော့မယ်နည်းနည်းလေးပဲလိုတော့တယ်တိမ့်တော့မယ်တိမ့်တော့မယ်เนาะစခန်းကုန်းတကုန်းဟိုနည်းနည်းလေးပဲကျန်တော့တယ်เนาะ တက်လုံးနေပြီเนาะရတော့မယ်မနောက်ဖန်ကြအဲ့ခုံကဘယ်ခုံလဲဆိုတာကိုကျွန်တော်ပြောပြမယ်เนาะဟုတ်တော့ဒါ DLA နဲ့เนาะ live question တွေနေရာလေးနဲ့စပြီးတော့ဒါမိတ်ဆက်တာပါเนาะအဲ့တော့ DLA နဲ့တက်မတော်နဲ့တက်မတော်နဲ့ DLA နဲ့ဒါဆွေးနွေးပွဲရှိပါတယ်အဲ့တော့အဲ့ဆွေးနွေးပွဲကဒါဖြစ်နိုင်တော့အကုန်လုံးအဆင်ပြေပါစေလို့ပဲကျွန်တော်ဆုတောင်းပါတယ်နော်စားရအဆင်ပြေကြပါစေအဆင်ပြေမှလည်းမြန်မာနိုင်ငံကြီးအမြင်များအေးကြမှာဖြစ်ပါတယ်နော်ဒါပေမဲ့လည်းသူတို့တောင်းတဲ့ နေရာဒေတာတွေနဲ့ဒါလက်ရှိနိုင်ငံတော်ကပေးနိုင်ဘူးဆိုတာကတော့ဘလုံးမတော့မဖြစ်နိုင်ဘူးဗျာနော်ဂျာထဲမှာဘလူးဒေးဆွနေမှုတွေလုံးမလဲဆွနေခွဲပြည့်ဦးမလားဆိုတော့ကျွန်တော်တို့ဒီစောင့်ကြမှာဖြစ်တယ်ဒါတက်မတော်နဲ့တရလေးနဲ့နောက်ထပ်ဆွနေခွဲတစ်ခုရှိပါသေးတယ်အဲ့တော့ကုမင်းမျိုးမှာဆက်လက်ဆွနေမယ်လို့ကျွန်တော်တို့ကြေညာတင်ရထားပါတယ်နော်ဒါတော့တစ်ချက်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်တပုတ်ဖဲတင်มาဖြစ်တဲ့အတွက်ဟိုအကျိုးအကြောင်းလေးပဲကျွန်တော်ပြောပြပေးသွားမယ်နော်အဲ့နောက်ခုနောက်ခုကချင်ပြည်နယ်မှာလည်းဒါတိုက်ပွဲတွေဖြစ်နေပါတယ်နော်ဗမောကနေစုခွာနေပြီးဖြစ်တဲ့တော့ဂျမ်ဘက် KIA နေနဲ့နော်လက်ရှိဗမောဦး ဟိုဗမောကနေစုတ်သွားပြီးတော့ဒါဖားကန့်ကိုထိုးစစ်တွေဆက်လက်ဆင်မဲ့လဲဆိုတော့နော်ကချင်ကောင်းဆောင်နော်ခင်ဗျားသိပါတယ်နော်ဒီနေ့တော့ကြွပါပြီနော်ဒီနေ့တော့ကြွပါပြီနော်အဲ့တော့ဒါကတော့ကချင်ပြည်နယ်နဲ့ပတ်သက်ပြီးပြပြတာပါနော်တမတော်ကဒါဆက်လက်ပြီးတော့ထိုးစစ်တွေတော့ရှော့ဆင်နေပါတယ်တော့ရှော့ထိုးစစ်တွေဆင်နေပါတယ်နော်ဒါတော့တစ်ချက်ပေါ့နော်နောက်တစ်ချက်နောက်တစ်ချက်ကတော့ဒါရခိုင်နော်ရခိုင်ချင်းနဲ့ပတ်သက်ပြီးတော့ကျတော့ကြောက်ဖြူကြာပါပြီတော့နော်ကြောက်ဖြူကဟိုတမတစ်တစ်တို့တမကိုကိုတို့နော် ဟိုစိတ်ကြောင်းတကြောင်းတော့အလင်းဦးအလံပြူထောင်သွားပြီလို့ပြောနေတဲ့အဖွဲ့တွေနော်ဗေနန်လေးမှာကြာတာလေဗေနန်လေးမှာကြာတာလေကြာကြာရင်ကုန်းကောက်လိုက်နော်ကြာရင်ကုန်းကောက်လိုက်နော်ခင်ချီးခံလိုက်နော်ကြောက်ရှူမှာတိုက်ပွဲတွေဖြစ်နေရှေ့တိုက်ဟိုကြောက်ရှူမှာတိုက်ပွဲတွေရန်ပြင်းထန်နေတယ်အဲ့တော့တချို့တချို့တော့ဟိုတစခန်းတေးလေးတွေနော်စခန်းကုန်းတေးလေးတွေပေးရတာရှိပါတယ်နော်ကျွန်တော်ပြောပါဗျာလူလေး၁၀ရောက်လောက်နေတဲ့စကန်းကုန်းကိုလူ900 600လောက်တော့ဝင်လုံးမှာတော့အဲ့ကောင်ကမပေးရပဲနေမလားဟုတ်လား ဲ့လူ6ယောက်လောက်ကဘယ်လောက်ထိခံပြစ်နိုင်မှာလဲအဲ့တော့အဲ့ဂုံကနေရှေ့ဟိုနောက်ကိုဆုတ်ပေးတယ်သူကအဲ့ဂုံကိုတက်လာတယ်နော်အဲ့ဂုံကိုတက်လာတယ်အဲ့တော့တိုက်ပွဲတွေတော့တောက်လျှောက်ပြင်းထန်နေကြပါကြောက်ရှူကလုံးဝမကြသေးပါဘူးပြီးလို့ရှင်တမတတတမကိုကိုအလံမျိုးထောင်သွားတယ်ဆိုတဲ့တည်ရံတယ်တည်ရံမှားတာဖြစ်ပါတယ်အဲ့တော့မြတ်ဒီကောင်တွေကတော့မြတ်တစ်ကို30လုံးမဲ့ကောင်တွေပါနော်တစ်ကို30လုံးမဲ့ကောင်တွေနော်အဲ့အကြံဘက် RP media တွေအနေနဲ့နော်လူ9ယောက်လောက်ဗျာနော်9ယောက်လောက် လမ်းကြိုထောင်သွားတယ်80လောက်ပြောရင်ပြောမယ်900လောက်ပြောရင်ပြောမယ်အဲ့စက်ကြောင်းမှာဘယ်လောက်ပါတယ်ဆိုတော့အဲ့ကောင်နေတိကျသိလားတိကျသိလားနော်အဲ့တော့ရှိပါတယ်မရှိဘူးမဟုတ်ဘူးเนาะတချို့ကျွန်တော်ဒီတိုက်ပွဲဖြစ်နေရင်တန်းတန်းနဲ့เนาะဟိုအရန်ပြင်းထန်ခဲ့ပြီးတော့နောက်ဆုတ်ရတဲ့အချိန်မှာကြံခဲ့တဲ့ဒီရရှိစစ်တီတချို့ရှိကောင်းရှိနိုင်တယ်အရှိတဲ့အချိန်မှာသူတို့အနေနဲ့ဒီပါတဲ့เนาะဒီအဖြူစာရွက်ပဲဖြစ်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 ပေါ့ဗျာเนาะအဲ့လိုမျိုးစာရွက်ရလိုက်တယ်ဟိုအဝတ်စာပြလိုက်တယ်အဲ့အချိန်မှာဟိုကောင်เนี่ยဟိုမပြစ်တော့ဘဲနဲ့ဖမ်းဆီးသွားတယ်ဖမ်းဆီးတဲ့အချိန်မှာ တယောက်လောက်ရလို့ရှိရင်10ယောက်လောက်ပြောမှာပဲနော်9ယောက်လောက်ရလို့ရှိရင်900လောက်80လောက်ပြောမှာပဲဒါကဒီကောင်လေးရဲ့စောက်ကျင်နေပဲနော်ဒီကောင်လေးရဲ့စောက်ကျင်နေပဲဒါရှင်းရှင်းလေးဟောတမတတိနဲ့တမကူကူလမ်းကြိုးထောင်သွားတယ်ဆိုတဲ့တဲ့င်းဒီလုံးဝအမှားသာဖြစ်ပါတယ်နော်လုံးဝအမှားသာဖြစ်ပါတယ်ဒါကျွန်တော်မေးနေတဲ့ကျွန်တော်ပြည့်တဲ့တွေတော့ကိုဖြေပြလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုနောက်တစ်ခုကငဇွဲသေးတာအမှန်လားလို့မေးနေတယ်ခွေးကျွန်တော်10ရက်နေ့ရက်လည်းတင်ခဲ့တယ်ဒီဘက်10ရက်နေ့ရက်လည်းတင်ခဲ့တယ်တောက်လျှောက်ပြောတင်ပေးခဲ့တယ်ငဇွဲသေးလားမသေးဘူးလားသိကြလို့ရှင်အဲ့အကျံပတ်အုပ်စုနော်ကျံပတ်အုပ်စု ငဇွဲကိုရှစ်ထွက်ပြခိုင်းရလားလို့မေးလိုက်ငဇွဲရှိကိုထွက်ပြခိုင်းရလားလို့နော်ဖျောက်ငါငဇွဲမသေးဘူးဆိုပြီးတော့ရှစ်ထွက်ပြခိုင်းရလားမေးကြည့်လိုက်မေးကြည့်လိုက်ဒီကောင်းနေအလောင်းဖျောက်ခဲ့တဲ့လူပေါင်းမရည်နိုင်တော့ဘူးနော်မရည်နိုင်တော့ဘူးဟိုးတစ်ခေါက်ကလည်းဒီတမရော်ကနေပြီးတော့ဟိုတမရော်ကနေပြီးတော့နော်ဒီသစ္စာမဲဆိုတာ ਨੇ ဒါအကျံဘက်တွေဘက်ကိုသွားပြီးတော့စီကံလုပ်ပြီးပေါင်းသွားတဲ့နော်ဘုံမှုတယောက်ရှိတယ်နော်အဲ့ဘုံမှုကလည်းတော်တော်လေးတော့ထိထိရောက်ရောက်သူတို့ထဲမှာ ဟိုပါဝင်နေခဲ့တယ်နော်ပါဝင်ခဲ့တယ်ဒါပေမဲ့သူတည်သွားတဲ့အချိန်မှာအကုန်လုံးကအစာနာဖြောက်ထားတာအကုန်လုံးကအစာနာဖြောက်ထားတာသူရှိတယ်ဆိုတဲ့ပုံစံမျိုးလေးတိုင်းကိုထားထားတာနော်လုံးဝပြီးကြီးတယ်ပြီးကြီးတယ်ဒါပေမဲ့ဘယ်သူကဖော်လိုက်လဲဆိုတော့နော် BBC ကဖော်ထည့်လိုက်တာ BBC ကဖော်ထည့်လိုက်တာအဲ့အချိန်မှာတကောင်းဆောက်ရှက်လုံးလုံးကွဲတာပဲဆောက်ရှက်လုံးလုံးကွဲတာအဲ့အချိန်မှာ BBC ကို white ထူကြအောင်နော် white ထူကြအောင်ဘယ်မှာတည်တာတော့ဘာလို့အခုအဲ့လူကောင်နေရောရှေ့ထွက်ပြခိုင်းရလာမေးကြည့်လိုက်တကောင်မှမရှိတော့ဘူးကြွသွားပြီနော် ငဇွဲလဲသိသွားပြီเนาะငဇွဲသိတာဟိုသူနောက်ကအဖွဲ့တွေเนาะသူနောက်ကအဖွဲ့တွေစိတ်တက်ပြက်ပြားတာတွေဖြစ်မဲ့ဟိုတက်မတော်တဲ့ဟိုဒါအလင်းပြောင်းဝင်လာတဲ့အဖွဲ့တွေရှိမှဆိုတာတွေပြီးရင်ဒီငဇွဲကိုထောက်ပံ့နေတဲ့ပြည်သူတွေအနေနဲ့ဒါထောက်ပံ့မှုတွေရော့ကြသွားမှာဆိုလို့ငဇွဲကိုလက်ဆောက်ဖြောက်ထားတယ်เนาะငဇွဲကိုမသိဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒါနောက်ထပ်เนาะဆောက်ရှက်ကွဲမဲ့အကွဲမျိုးကိုထပ်ပြီးတော့ဒီကောင်တွေလှုပ်ထားတယ်အမားတွေကဒီကောင်တွေကျူးလွန်ပြီးရင်ကျူးလွန်နေကြတာဖြစ်ပါတယ်เนาะငဇွဲကတကယ်အမှန်တကယ်ကသိဆုံးသွားပါပြီเนาะ၁၀ရက်နေ့ကကြာခဲ့တာပါเนาะ၁၀ရက်နေ့တိုက်ပွဲမှာဒီကောင်တွေ ဟိုတက်ကလေးနဲ့ဘုံကျဲတဲ့အချိန်မှာအောင်ခွဲခံနေတဲ့အချိန်မှာထိသွားတာပါနော်ငဇွဲပါဝင်၃ရောက်ဖြစ်ပါတယ်နော်ငဇွဲပါဝင်၃ရောက်ပြေးလာပါနော်ကျွန်တော်တို့ကတရင်ကိုအတိအကျခိုင်လုံတဲ့ချက်နေနဲ့ရထားတာပါနော်အဲတဲသွားတာဒီကော့ကရိတ်ကိုတဲသွားတာပါနော်အဲသူတို့ငဇွဲရဲ့အလောင်းကိုတဲသွားတာဒီကော့ကရိတ်ကိုတဲသွားတာပါဒါပေမဲ့ဒီသူသူတို့တဲသွားတော့ကဒဏ်ရာနဲ့တဲသွားတာသူတို့တဲသွားတော့ဒဏ်ရာနဲ့တဲသွားတာဒါပေမဲ့ကော့ကရိတ်ရောက်တဲ့အချိန်မှာပေတယ်လို့ကျွန်တော်တို့တရင်ရပါတယ်နော်ကော့ကရိတ်ရောက်တဲ့အချိန်မှာသူတို့ပေတယ်လို့တရင်ရတယ်အဲဒါငဇွဲနဲ့ပတ်သက်ပြီးပြောပြတာပါ ောက်တစ်ခါတော့ဒါလာမဲ့နော်19ရက်နေ့ကြလို့ရှိရယ်19ရက်6လ2025ရက်နေ့ကြရယ်စောက်ဖွားကြီးရဲ့နော်180ပြည့်မသေးသေးတဲ့နော်စောက်ဖွားကြီးရဲ့180ပြည့်မွေးနေ့ရှိပါတယ်အဲ့မွေးနေ့မှာကြိုက်တဲ့လူဆန္ဒပြပြီးမှတက်အဆိုးမဆိုးပါနဲ့ပြီးမှတက်ရဲ့အဆိုးမဆိုးပါနဲ့နော်အဲ့တော့သူတို့အနေနဲ့ဆန္ဒပြဖို့ရှိတယ်ပြီးရစ်ပုံဖော်ဖို့ရှိတယ်ပြီးလို့ရှိရင်တချို့သောဂိတ်တချို့ဟိုဂိတ်စခန်းတွေကိုဝန်နှောက်ရှက်တာတွေရှိမယ် တချို့စာသင်ကျောင်းတွေကိုဘုံခွဲတာတွေရှိမဲ့ဟိုလက်ပြုံပြစ်မဲ့ဟာတွေရှိကောင်းရှိလာနိုင်ပါတယ်ဒါကြောင့်မလို့အထူးသတိထားဖို့ကျွန်တော်ကျွန်တော်နေဒီနေရာနေပြီးတော့ပြောကြလိုက်အချက်ဖြစ်ပါတယ်နော်280အသက်ဟို80နိနော်ထိမ့်မှတ်နေတဲ့ဒီကောင်နေစစ်ကိုပုံဖော်လာနိုင်ပါတယ်အဲ့တော့တချို့တချို့ဟိုပုံဖော်တယ်ဆိုတာကြီးကြီးတွေကောင်တွေမဖော်နိုင်ဘူးမဖော်နိုင်ဘူးနော်အဲ့တော့ဟိုသူတို့လှုပ်လှုပ်နေတဲ့ပေါ့ဗျာနော်ပန်းစပိတ်တို့နော်ထမိန်စပိတ်တို့နော်ဟိုအဖွားကြီးရဲ့အောက်ကဟာရက်တဲ့စပိတ်တို့နော်ဒီကောင်တွေ တပည့်အမျိုးမျိုးပြပြီးတော့ဆန္ဒပြဖို့ရှိကောင်းရှိပါတယ်เนาะရှိပါတယ်ဟိုရှိကောင်းရှိတာမဟုတ်ရှိကိုရှိတာเนาะအဲ့တော့တက်ကတော့အမိန်ထုတ်ထားပါတယ်အဲ့ဒီမှာပန်းပန်တဲ့လူမှန်သမျှเนาะပန်းပန်တဲ့လူမှန်သမျှဖန်းစင်းရင်ဖန်းစင်းမယ်ဆိုတဲ့အကြောင်းကိုကြိုပြောထားပါတယ်เนาะကြိုပြီးတော့လေဒါသတင်းနေပြန်ထားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘပြည်သူတွေအနေနဲ့အဲ့စကိုရနေ့ကြာလို့ရှိရင်အထူးသတိထားဖို့ကခင်ဗျားတို့ဟိုစံကီတာမှာเนาะလုံးဝလုံးဝခေါင်းဟိုလုံးဝပန်းပန်မလုပ်ဖို့เนาะကျွန်တော်အနေနဲ့ဒီနေရာနေပြီးတော့ ဒါကြိုတင်ပြီးတော့နော်တားမြစ်ပါတယ်အဲ့တော့ဖမ်းတဲ့အချိန်ကျမှဖမ်းပါပြီလို့တော့မလုပ်ပါနဲ့နော်ဖမ်းတဲ့အချိန်မှာတော့ဖမ်းပြီလို့တော့မလုပ်ပါနဲ့နော်ဒါတော့ဖွားကြီးရဲ့နော်ဟိုသေတော့မယ်80ပြည့်နော်80ပြည့်အတို့လောသေးတော့ခမ80ပြည့်လားမပြည့်လားတော့မသိဘူးထောင်ထဲမှာခြေပုံထမ်းနေရယ်နော်ခြေပုံထမ်းနေရယ်ဖွားကြီးကတော့အသက်ကြီးမှခြေပုံထမ်းတာသူပဲရှိရယ်နော်သူပဲရှိရယ်အဲ့တော့အချုပ်လည်းပြန်ပြောရလို့ရှိရယ်သူတို့ဒီဆန္ဒပြမှုတွေလောက်လာဖို့ရှိပါတယ်ဒါကိုအထူးသတိထားဖို့နော်ဒီလုံခြုံရေးတာဝန် ဟိုနေမြေဆူမွေးတောင်းဝင်ထမ်းဆောင်နေတဲ့တက်မတော်သားတွေလည်းအိမ်လေးရောက်လို့ရှိရဲအထူးသတိထားဖို့ကျွန်တော်အနေနဲ့ဒီနေရာကနေပြီးတော့ကြိုတင်ပြီးတော့ပြောကြားပေးလိုက်ပါတယ်ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့နော်ရောဗမာတွေနော်ဗမာအညာသား PDF တွေမြန်မာရသည်မီမြန်မာရသည်မီနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လက်ရှိတိုင်းရင်းသားတွေရဲ့နော်မူဝါဒကခက်ရှင်းရှင်းလေးမူဝါဒတွေခက်ရှင်းရှင်းလေးသူတို့ပထမပြောခဲ့တဲ့နော်သူတို့စပုံဖော်တဲ့အချိန်ကပြောခဲ့တဲ့စကားတွေလည်းရှိတယ်။အော်သူတို့လိုချင်တာဒီနော်လက်ရှိတက်မတော်ကာကွယ်ဦးစီးချိုးရဲ့နေရာကိုသူတို့အလှည့်ကြပေါ့အလှည့်ကြတိုင်းရင်းသားခေါင်းဆောင်တွေအလှည့်ကြ ဟိုနေဖို့သူတို့တွေဒါဒါမှတရားမျှတတယ်လို့ပြောပြီးတော့ဖင်ခါလိုက်ဖင်ခါလိုက်နော်တချို့ဆိုတဲ့နေရာကိုလွယ်လွယ်နဲ့ရောက်လာတယ်ထင်တော့လားတက်မတော်မှာအခက်ခဲပေါင်းမြောင်းမြောင်းရဲ့စွာကိုကြော်ဖြစ်ပြီးမှဒီလိုနေရာကိုရောက်လာတာဖြစ်တယ်နော်တက်မတော်မှာ2ပွင့်3ပွင့်နော်မှုပါကဘုံမူးနော်ဒုဒုတိယဘုံမူကြီးဘုံမူကြီးဘုံမူချုပ်ဘိုးချုပ်နော်ဒုတိယဘိုးချုပ်ကြီးနော်ဘိုးချုပ်ကြီးဘိုးချုပ်မူကြီးဆိုအစင်း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 ကို အခဲခဲပေါင်းညောင်များစွာနဲ့ကြော်ဖြိုက်မှဒီနေရာကိုရောက်လာတာဖြစ်ပါတယ်နော်။ဒါဟုတ်သူတို့နဲ့ဒီဟာမရတော့ဖြစ်တဲ့တော့သူတို့ဘာဖြစ်လဲ။ဟိုသူတို့ဟာသူတို့ပြည်နယ်ကိုနိုင်ငံလိုက်ဖွဲ့မယ်တွေဘာလဲ။စောက်ကြီးစောက်ကြီးပြောနေရရှိရဲ့နော်။ AA တို့ PND ကရင်တို့နော်။စောက်ကြီးစောက်ကြီးပြောနေရရှိရဲ့အိမ်မက်တွေရှောက်မှတ်နေတယ်။နော်အိမ်မက်တွေရှောက်မှတ်နေတယ်။အဲ့တော့ဗမာတွေကိုအတုံးချပြီးလုံနေတာဖြစ်ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်တွေက။အားကြောင့်မို့အညာသား PDF တွေအနေနဲ့မြန်မာရသည်မီလို့ကျွန်တော်အနေနဲ့ဒီလောက်ပဲ message ပေးချင်ပါတယ်နော်။ message ပေးချင်ပါတယ်။နောက်တစ်ခါတော့ဒီတောင်ကြီးပင်တရာနော်ဒီအောင်ပန်းစားတဲ့ဂျောပေါ့အများကြီးပေါ့နော်။ ဒါရေကြီးရေချမ်းမှုတွေဖြစ်နေရှိရဲမိုးကြီးမှုတွေဖြစ်နေရရှိပါတယ်ဒါကိုကျွန်တော်မြို့ရပြည်သူတွေဒါအစသာရအဆင်ပြေကြပါသေးလို့ကျွန်တော်ဒီနေ့ကနေပြီးတော့မြစ်တာလက်ဟိုမြစ်တာဆုမကောင်းတောင်းပေးပါတယ်တောင်းပေးပါတယ်ဒါလေးလည်းကျွန်တော်ထည့်ပြောပေးခဲ့ပါတယ်